ားလုံးပဲမင်္ဂလာပါရှင်အခုပြပြပေးသားမဲ့ချောင်းရရတော့ချောင်းဥမျိုးအနေပုံတို့ရဖြစ်စဉ်အကြောင်းမှန်ပဲဖြစ်ပါတယ်ရှင်ပုံတို့ရဖြစ်စဉ်ဟာတသိန်းကျုံမိထွန်းပွဲမဟုတ်ဘဲနဲ့အစိုးရကိုစန့်ကျင်ဆန္ဒပြတဲ့ PDF တွေဥဆောင်တဲ့မိသပိတ်ပဲဖြစ်ပါတယ်ရှင်အဲ့ဒီ video file အစားဆုံးလဲ online ပေါ်မှာအားလုံးကတွေ့မြင်ပြီးကြပြီးဖြစ်ပါလိမ့်မယ် အဲ့လိုတပိပ်ပြုလုပ်နေချိန်မှာလေချောင်းတက်ခတ်မှုတွေပြုလုပ်ခြင်းခံခဲ့ရပါတယ်။လေချောင်းတက်ခတ်မှုလို့ဆိုပေမဲ့လည်းတကယ်တော့စက်တက်လေဒီလို့ခေါ်တဲ့ပါရာမော်တာဖြင့်ဘုံသွင်းနှလုံးကျဲသွားလို့တပိပ်လုံးတွေတို့အချို့တိတ်ဆုံးသွားခဲ့ပါတယ်ရှင့်။တိတ်ဆုံးသူအများစုအားဆိုရင် PDF တွေရဲ့သူတို့နဲ့နေဆက်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒီလိုသပိတ်မလုပ်ခင်မှာ PDF တွေကပြည်သူတွေကိုကွင်းပြင်ကြီးထဲမှာမိဘပြည်သူများရှင်ဒီကိုလာစုကြပါရှင်ဆိုပြီးတော့မိုက်နဲ့អော်ပြီးတော့လူစုကြပါတယ်ရှင်အဲ့ဒီနောက်မှာတော့အစိုးရနဲ့ရွေးကောက်ပွဲကိုစန့်ကျင်တဲ့စကလုံးတွေတုံးပြီးတော့ဆန္ဒပြကြပါတော့တယ်ရှင်သပိတ်သပိတ်မှောက်မှောက်လို့អော်နေတယ်ဗီဒီယိုဖိုင်လဲတက်တဲ့အနေနဲ့ရှိနေပါတယ်ရှင် သတင်းပေးတဲ့သူကလည်းညာကြီးမှာအကျန်းဖက်သမားတွေစုယုံပြီးတော့ဆန္နာပြနေတယ်လို့သတင်းပေးတော့စစ်တပ်ဘက်ကလည်းဆက်တက်လေးကြီးနဲ့ပုံကျေတာပါပဲရှင်ဗုဒ္ဓဘာသာရဲ့အယူအဆအရာစင်မီထုံးနေဆိုတာဟာ ညက်စွာဖရာတာရင်တာမှာဟွာတွင်းသုံးလာတရားဟောပြီးတော့လူပြည်ကိုပြန်အကြွမှာစင်မီထွန်းပြီးတော့ပူဇော်ကျိုးဆူကြတာပဲဖြစ်ပါလေရှင်မြန်မာလူပြောရမယ်ဆိုရင်ညက်စွာဖရာရဲ့လူပြည်ပြန်တဲ့ခရီးကိုကျိုးဆူကြတာဟာမြန်မာလူမျိုးတို့ရဲ့မုံမြတ်တဲ့အလုပ်ကိုလုပ်တာပဲဖြစ်ပါလေရှင်ကျမတို့ရဲ့ယုံကြည်ကိုးကွယ်မှုကိုသုံးချပြီးတော့စင်မီတဖိတ်တွေထားလို့တာဟာဘာသာတရားကို ခုတုံးလို့တလို့ဖြစ်နေပါလေရှင် အခုလိုလေချောင်းတိုက်ခိုက်မှုတွေကြုံရတဲ့အခါမှာတော့တပိတ်ကိုဥဆောင်တဲ့ PDF တင်တဲ့ဆက်နာအောင်ပြည်သူလို့အမိခံထားတဲ့အကြမ်းဖက်အပိတ်တွေထိခိုက်ကြရပါတယ်။ဘုံနှလုံးပြစ်ချခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အတူအဆတွေလွင့်ပြီးတော့စင်မီတပိတ်ကိုလာကြည့်နေတဲ့ရွာသားတချို့ကတော့ထိခိုက်သိဆုံးမှုတွေရှိနိုင်ပါတယ်ရှင်။ ဒါကတော့မမျော်လင့်ပဲနဲ့ထိခိုက်သွားတဲ့အတွက်ကျမလို့လည်းအလွန်စိတ်မကောင်းဖြစ်ရပါလိမ့်ရှင်။ရွာသားတွေကိုအုံချပြီးတော့အပြစ်မဲ့တဲ့ပြည်သူတွေကိုဘုံကျဲတိုက်ခိုက်တဲ့လူမျိုးအတင်းဆက်နာအောင်လုပ်နေခြင်းပဲဖြစ်ပါလိမ့်ရှင်။အဲဒါကြောင့်မလို့ပြည်သူတွေအနေနဲ့ဘယ်တော့မှအကျန့်ဖက်သမားတွေရဲ့အုံချခံအဖြစ်မနေကြပါနဲ့။သူတို့စုဝေးနေတဲ့နေရာတွေနဲ့ဝေးဝေးနေကြပါ။သူတို့ကိုလည်းမိမိတို့ရဲ့ရွာအနီးမှာနေထိုင်ခွင့်မပြုကြပါနဲ့နော်။ အကျံဖတ်နဲ့ရောနှော့နေမိလို့ရှိရင်စည်ရစ်ပြမဲ့အဖြစ်နဲ့တိုက်ခိုက်ခြင်းခံရမှာဖြစ်ပြီးတော့တိုက်ခိုက်ခံရလို့ထိခိုက်သေးဆုံးမှုများလာတဲ့အချိန်မှာတော့မျက်ရည်ခံထိုးနေမှုအပေါ်မှာဘသူကမှတနာချက်မှမဟုတ်ချောင်းသိစေခြင်းပါလေရှင်။ဒါကြောင့်မလို့ချောင်းဥမြွနဲ့ဘုံတူရလေချောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ဟာဆိုရင်တတ်မတော်အနေနဲ့တတင်းကျပွဲတော်လုံနေတဲ့ပြည်သူတွေကိုဘုံချဲတိုက်ခိုက်တာမဟုတ်ချောင်း ပြည်သူများကတည်တင်းအတိအကျပေးလို့စင်မီတပိတ်ပြုလုပ်နေချိန်မှာစင်မီတပိတ်ကိုပါဝင်လှုပ်ဆောင်နေတဲ့အကြမ်းဖက်အုပ်စုများကိုသာတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိစေအပ်ပါရရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရရှင်။